မှာနောက်ချမ်းနောက်နောက်ချမ်းကိုတုံးနေကြပတ်တန်ပေါ့နော်ကြိုက်တဲ့နောက်ချမ်းကိုယူမယ်ခုံဆောင်မြင်းရှိတယ်ခုံဆောင်မြင်းကနေတဲ့ဆက်ထွက်သွားမယ်ပေါ့နော်လောက်ထွက်သွားမလဲဆိုတော့ဒီမှာကလက်စကားလုံးမှာဆိုတော့ဒီဂုတ်ထိတ်နော်ဒီဂျိုင်းနဲ့ဂုတ်နဲ့စုံချက်ထိတ်နေရကနေပြီးတော့မှ73လက်မအရှိယူလိုက်မယ်เนาะတကယ်လို့ကိုကလက်ရှိလုပ်မယ်ဆိုရင်တော့20 22ဟိုကိုလိုကျင်တဲ့လောက်အရှိယူမယ်ပေါ့เนาะဒါကလက်စကားဖြစ်တဲ့အတွက်ကြောင့်เนาะ73အရှိယူလိုက်တယ် ယူပြီးရင်တောက်မှန်တက်တက်ဆင်းမယ်နော်ဒီလက်စကားအစုံနေရာနေပြီးတော့မှနော်တောင်းမှတက်တက်ဆင်းမယ်လေပင်ဘာမှမလုပ်ဘူးအင်ကြီးလေပင်အတိလုံးမှာမို့လို့ကိုသုံးနေကြလေပင်အတိပတ်တန်တိုင်းမှာထားရတယ်ဘာမှမချက်ဘူးနော်ဆိုလို့ရှိရင်ဒီမှာအခုဒါသည်တောင်းမှန်နော်ဒါသည်တောင်းမှန်ဆင်းထားတယ်နော်ဆင်းထားပြီးပြီဆိုတဲ့အခါကျလို့ရှိလို့ရှိရင်ဒီမှာအဲဂျိုင်းအစုံနေရာပေါ့နော်ဂျိုင်းအစုံနေရာကနေပြီးတော့မှအောက်ကိုနှစ်နှစ်စိတ်လောက်ချလိုက်မယ်နော်နှစ်လက်မနဲ့နှစ်စိတ်လောက်ချလိုက်မယ် နော်ချပြီးပြီဆိုလို့ရှိရင်ဒီဂျိုင်းအစုံနေရာကနေပြီးတော့မှဒီအခုခန္ဓာကိုယ် body မြင်းနဲ့ပေတံရဲ့ကန့်လန့်မြင်းနဲ့ကိုတင်လိုက်တယ်ပေါ့နော်နော်ထွက်လိုက်တဲ့အခါမှာဘယ်လောက်ထိထွက်လိုက်မလဲဆိုလို့ရှိရင်တလက်မလောက်ဒီချိန်မှတ်ထားလိုက်မယ်နော်မှတ်ထားလိုက်မယ်မှတ်ထားပြီးပြီဆိုတဲ့အခါကျတော့ဒီမှာဒီမြင်းပေါ့နော်ဒီမြင်းကိုလည်းတက်တက်ကြီးပဲဆက်ပြီးတော့ဆွဲချလာခဲ့မယ်နော်ဆွဲချပြီးပြီဆိုလို့ရှိရင်ဒီကနေ့ ထွက်လာတဲ့မြင်းเนาะထွက်လာတဲ့မြင်းကသူ့နဲ့ဆက်မယ်เนาะသူ့နဲ့ဆက်လိုက်မယ်ဆက်ပြီးတဲ့ခါကျလို့ရှင်ကျွန်တော်ဒီမှာလက်ဝလက်ဝကိုကြည့်လိုက်မယ်လက်ဝကလက်စကမှာနှစ်မျိုးရှိတယ်လက်ဝအကျဲယူတဲ့သူရှိတယ်လက်ဝအကျဉ်းယူတဲ့သူရှိတယ်ဒါပေမဲ့လက်ဝအတိတော့ဘယ်သူမှမယူဘာဖြစ်လို့လဲဆိုတော့ဒီအင်ကြီးကဒီပခုံးဆက်တွေဂျိုင်းဆက်တွေမပါဘဲနဲ့အဖွားပုံစံမျိုးပေါ့ပြောမယ်ဆိုကီမိုနိုစလီးဖ်လိုပုံစံမျိုးဝတ်ရတဲ့အခါကျတော့လက်နေရာမှာအတိကြီးဆိုလို့ရှင်ခန္ဓာကိုယ်ကြီးကပွပြီးလက်အတိကြီးနဲ့ဘယ်လိုမှမလှဘူး အင်းရဲ့ ratio ကမမှန်အောင်ဖြစ်နေတတ်တာပေါ့နော်ဆိုတဲ့အခါကျတကယ်လို့လက်အရန်ပွားနေမှာဆိုရဲဆိုလို့ရှိရင်တိုင်းပြီးတော့နော်ဒီလောက်လေးတစ်ချက်အရင်တိုင်းကြည့်လိုက်မယ်ဥပမာအပြင်လက်ဝါက6ရှိတယ်ဆိုကြပါစို့နော်6ရှိတယ်ဆိုလို့ရှိရင်ကိုကဟိုတလက်မလောက်ပဲပွားခြင်းနေဆိုလို့ရှိရင်ခွန်လောက်ထားလိုက်ပေါ့နော်6ကို6အတီတော့ယူလို့တော့မလောက်အောင်ဆိုတော့ပြောသလိုပဲလက်ကအတီစီစီဖြစ်နေလို့မရဘူးအနည်းလေးတော့ပွားနေရမယ်နော်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်တလက်မနဲ့9စိတ် ပွားနေတယ်ကလမနဲ့50ဆိုတာဒါအတော်ပဲလို့ပြောလို့ရတယ်เนาะမဟုတ်လို့အရင်မပွားခြင်းဘူးဆိုလို့ရှိရင်အဲ့ဒီကိုနကိုရှိရမယ်လက်ဝနေရနားလောက်ကိုဒီဘက်နဲ့ပြည်ပြည်လေးလှမ်းဆက်ထားပါဘောเนาะအမွေးဆက်ထားเนาะဆက်ပြီးတဲ့အခါကျလို့ရှိရင်အခုဒီနှစ်နှစ်စိတ်ဆင်းထားတဲ့နေရာနဲ့ဒီတလက်မနေရာနဲ့ကိုပြေကွေးလေးနဲ့เนาะအဲ့လိုလေးကွေးပြီးတော့ဒီအကွေးလေးဒီဘယ်ကိုသွားရမလဲဆိုတော့ ဒီဘက်ကလေးကိုဒါမျိုးလေးသွားရမယ်နော်တွဲတဲ့ခါကျလို့ရှင်ဒီအကွေးနားမှာသေးသေးလေးတွဲရမယ်တိုက်ပုံတွဲတယ်လို့ပဲနော်ဆိုရင်ဒီမြင်းကမပါတော့ဘူးတကယ်လို့များဒီအထိယူမယ်ဆိုလို့ရှင်ဒီအကွေးကဒီဘက်ကိုသွားရမှာပေါ့နော်အခုတော့တခြားဘက်ဒီအပေါ်ကိုယူလိုက်တဲ့ခါကျတော့ဒီအကွေးကဒါမျိုးလေးဖြစ်သွားမယ်ရမယ်နော်နောက်ချမ်းကဒါပဲဘာမှလုံးဆိုင်မလို့ကြောစားထားတယ်ဒီချေကနော်ကြောမစားခြင်းလည်းရတယ်ကြောမစားခြင်းဒီအနောက်ကိုမလုပ်မလဲဟိုခောက်ယူနေယူပေါ့ကြောစားမယ်ဆိုလို့ရှင်တော့ချုပ်စား၄စိတ်ခြံပြီးတော့ယူ တော့မပါဘူးတော့မပါသည့်အတွက်ကြောင့်ပုံမှန်ဆိုရင်အင်ညာဒီဒီရှိမှာเนาะရှိမဲ့ဟာကိုတောက်စာပြန်ရှော့ထားတယ်ချဲခါအတီပဲယူတာမဟုတ်လို့เนาะခါအတီပဲယူတာခါကအရန်အတူကြီးမဟုတ်ဘူးအဲ့ဒီခေတ်မှာဆိုလို့ရှိရင်ကြတော့လေအရန်အတူကြီးမဟုတ်တော့တချဲအောက်ကို6စိတ်လောက်လေးချပေးလိုက်မယ်နော်6စိတ်လောက်လေးခြာပြီးတော့မှတ်ထားလိုက်ပြီရမယ်နော်ဒါဆိုလို့ရှိရင်ခါမြင်ရတာအမှန်ဖြစ်သွားပြီဒီဟာမဟုတ်တော့ဘူးနောက်ထပ်ရတာပဲနော်အရှိချမ်းသွားမယ် ရှိကျမ်းမှာလည်းနောက်ထပ်တော့လိုပဲ share လို့ကဒီမှာဂုံဆောင်မြင်းပေါ့နော်ဂုံဆောင်မြင်းကိုဇက်တိုက်ဆွဲဆောင်သွားလိုက်တယ်နော်လက်အရှိတိုင်းမယ် level ကအတိမို့လို့ level အတိဖောက်ပြီးသားဘာမှမလုပ်ဘူးဆိုရင်ဒီမှာအနောက်ကို73ယူထားသည့်အတွက်ကြောင့်အရှိကိုလည်း73ယူမယ်နော်73ယူမယ်တောင်းမှန်ဆိုရင်မယ်နော်ဒီကနေဒီလိုလေးဖတ်တော့ချက်တစ်ချက်မှတ်လိုက်မယ်ပေါ့နော်အနောက်မှာတော့ချက်လို့ဘယ်လောက်ယူထားလဲခွန်ယူထားတယ်ဆိုတော့ဒီမှာလည်း ခုံယူလိုက်เนาะခုံယူပြီးတဲ့ခါကျတော့ဆိုလို့ရှိရင်သူနဲ့သူနဲ့လမ်းဆက်မယ်ဒီအရှိန်ကျမ်းမှာကကြတော့ဂျိုင်းတောင်းမှုလို့ဒီလိုလေးတော့ဖြစ်သွားမယ်ပတ်တန်เนาะတယောက်တယောက်ပတ်တန်ကတော့သူကမှဒီမှာကိုသုံးတဲ့ basic pattern ပေါ်မူတည်ပြီးတော့လောက်တာဆိုတော့ဒီเนาะဒီချက် basic pattern မှာတော့ဒါမျိုးဖြစ်တယ်ပေါ့เนาะပြီးရင်နှစ်နှစ်စိတ်မှတ်မယ်เนาะမှတ်ပြီးပြီဆိုလို့ရှိရင်ပေးပိုးလေးနဲ့ဆွဲမယ်နောက်ဆန်းတော့လို့ပဲเนาะဒီကြမ်းမမလေးကိုဖြတ်ပြီးတော့ဒီဘက်ကလေးကိုဝင်သွားအောင်မယ်ဒါမျိုးလေးเนาะ ပေးကူးလေးနဲ့ဆွဲထားမယ်လိုက်တယ်လေးနော်ဒီမြင်းလေးဒီပေါ်ဟာလေးကအမှန်ဘေးတောက်ရှိတယ်ရှည်တန်းပါနော်ဘေးတောက်ရှိတော့အခုဒီမှာတစ်ချဲနဲ့နှစ်ဆိတ်ချတော့ဓာတ်ကိုသွားထိနေပြီထိနေပြီဆိုတော့ဒီဓာတ်ကိုတစ်ချဲအောက်ကိုရွှေ့လိုက်မယ်နော်အောက်ကိုရွှေ့လိုက်မယ်ဆိုတော့ဒီဓာတ်ရဲ့အကျယ်ကိုတင်းနှစ်ဆိတ်ယူထားတယ်နော်တင်းနှစ်ဆိတ်ယူထားတယ်ဆိုတဲ့အခါကျတော့ဒီမှာဒီတော့ငကိုမူလာတောက်ရဲ့အစုံနေရာပေါ့နော်အစုံနေရာကိုအစပြန်လုပ်လိုက်မယ်လုပ်ပြီးရင်ဒီမှာတင်းနှစ်စိတ်မှတ်လိုက် ရမယ်နော်အစုံလေးအောင်အစလုပ်ပြီးတော့တင်းနဲ့စိတ်မှတ်လိုက်တယ်သူတို့ရဲ့တဝက်နော်တဝက်ကနေပြီးတော့မှဒီမှာ brush point မှတ်ထားတာရှိတယ်ရင်ထိပ်မှတ်နော်တဝက်ကနေဒီရင်ထိပ်ကိုလှမ်းပြီးတော့မြင်းလေးဆွဲလိုက်ပေဒန်ဟိုခဲတန်နဲ့ဆိုလို့ရှိရင်မြင်းအမိန်လေးဆွဲလိုက်ပေါ့နော်ဆော့ပန်နဲ့မှုလို့ dotted line လေးနဲ့ပြလိုက်တယ်ရမယ်နော်ရင်ထိပ်ကနေပြီးတော့မှရင်အလုံးစားနေရာလေးဒီချက်ကနှစ်လက်မှအနည်းဆုံးပြန်ဖယ်ပေးမယ်နော်နှစ်လက်မှကနေသုံးလက်မှအထိဖယ်လို့ရတယ်ဒီမှာနှစ်လက်မှဖယ်လိုက် ရမယ်နော်နှစ်လက်မချီနှစ်လက်မနေမှာမှတ်လိုက်တယ်ပေါ့နော်မှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီနှစ်လက်မကိုပဲဒီတောက်ကိုလာဆွဲမှာဆိုဆိုလိုတာကတောက်ကိုဒီနေရာအထိပဲချုပ်မယ်လို့ပြောတာဟိုးရင်ထိတ်အထိတော့မချုပ်ဘူးနော်ဒါဆိုရင်တောက်ထိုးတဲ့ခါကျလို့ရှိရင်တကယ်တော့ဒီလောက်ကလေးပဲတောက်ကလေးရရမယ်နော်အရှိတမ်းမှာဘေးတောက်ပါပြီးသားပတ်တန်းကိုသုံးတဲ့တော့ကြောင့်မို့လို့ခါးကအောက်ကိုခြာထားပြီးသားတကယ်လို့များ သမီးတို့တော့လည်းပတ်ပတ်တန်ကဘေးတော့မပါသေးဘူးဆိုလို့ရှိရင်ဘေးတော့ကိုဘလောက်ထဲမှာလဲတလမ်းမထဲမှာဆိုရင်အောက်ကိုတလမ်းမရှိပြီးပါတင်းနှစိတ်ထဲမှာဆိုတင်းနှစိတ်တစ်ခွဲထဲမှာဆိုတစ်ခွဲတောက်ဒီဘဲပေါ်မူတီးပြီးတော့ဆုံးဖြတ်လဲဆိုရင်ရင်ပေါ်မူတီးပြီးတော့ဆုံးဖြတ်တယ်နော်ပုံမှန်အားဖြင့်ရတော့ပုံမှန်နေအကုန်လုံးတက်ကိုတောက်ကိုတင်းနှစိတ်ပဲထားတယ်နော်တကယ်လို့မြန်ရှင်ကကြီးတယ်ဟိုရင်ကိုကြီးအောင်ထားတဲ့သူတွေရှိတယ်ငကိုကရင်ကြီးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တစ်ခွဲအထိထည့်လို့ရတယ်မဟုတ်လို့ရင်သေးတယ်ဆိုရင်တလမ်းမသို့မဟုတ်6စိတ်အဲ့လောက်ပဲထည့်လဲရတယ် ရမယ်နော်ဆိုတော့ဓာတ်ဒီရင်ပေါ်မူတည်ပြီးတော့သွားတယ်အခုဒီချဲဓာတ်ကတော့တစ်20ဒီချဲထည့်ထားတယ်ဓာတ်ရွှေတယ်နော်အဲဒီမှာထည့်မဲ့ဓာတ်တိုင်းမှာအောက်ကိုဆင်းနော်ဒီဟာဆင်းထားပြီးသားပတ်တံမို့လို့နောက်ချမ်းတော့လို့ပဲရှိထားပြီးသားခါးကနေပြီးတော့မှဓာတ်စာရှော့ထားတယ်အနောက်ချမ်းမှာဒီချဲ6စိတ်ရှည်ထားတာမို့လို့သူ့ကိုလည်း6စိတ်ရှည်ပေးမယ်နော်တို့မှာဒါဘေးတွေ့တဲ့အခါညီမယ်ဓာတ်အတွက်ရှည်တာနဲ့အနောက်ချမ်းနဲ့ညှိပြီးရှည်တာနဲ့ကမတူဘူးနော်ဒါဆိုလို့ရှိရင်အစီချမ်းပတ်တံကလည်းဒါပဲညှက်မယ်နော် ဒီမှာအရှိချမ်းကိုညှက်လာခဲ့တယ်ညှက်လာခဲ့ပြီးတဲ့ခါကျလို့ရှင်ပခုံးတစ်ခုကိုပူလိုက်မယ်နော်ဘာလို့ဆိုဒီပခုံးမှာချုပ်စာမပါတဲ့အတွက်ကြောင့်မို့လို့ပတ်တံမှာတစ်ခါတည်းပူထားလိုက်မယ်ပူထားတဲ့ခါကျတော့ပိတ်စာပေါ်ကိုတစ်ဆက်တည်းညှက်ရင်ပခုံးအတွက်ချုပ်စာမလိုတော့ဘူးပေါ့နော်ရပြီနော်ပတ်တန်းအဲ့လိုမျိုးလေးတစ်ဆက်တည်းဖြစ်ရမယ်။ခြိုင်းမှာလည်းချုံစာမပါရဘူးပခုံးမှာလည်းချုံစာ မရှိရဘူးเนาะပိတ်စာပေါ်တင်ညက်ပါမယ်ပိတ်စာညက်လာခဲ့ပြီเนาะချုပ်စာတွေကတလက်မစီခြံလိုက်တယ်เนาะတလက်မစီခြံလိုက်တယ်အောက်ဖြားကိုဒီလက်ဖြားလက်ဖြားလေးတလက်မခနာကို ောက်ဖြားတလက်မှဒီဘေးတွေတွဲဖို့ကိုလည်းတလက်မှစီချန်ထားခဲ့တယ်။ပြီးရင်ဒီကြောဆက်ကြောဆက်အတွက်ကိုလက်မဝက်၊လဲပင်လုံးကိုကုတ်ဖို့အတွက်လက်မဝက်၊ရင်ဘတ်မှာကကြတော့ရှယ်ရို၊ကွစာရို၊ကျယ်သီးရို့တက်ဖို့အတွက်ကလက်မဝက်နော်။အဲ့တော့အခုအရင်ဆုံးကြောနှစ်ခုကိုပူပြီးတော့ရင်ဘတ်တွဲလိုက်မယ်နော်။လေပင်ပေါက်အတွက်ကိုချေရိုဒီယာလေးအဖြူစပယ်အခွေလေးပေါ့နော်အဲ့ဒါလေးကပ်ပြောင်းတဲ့ဘက်ကကော်ပါတယ်တစ်ဖက်ကကော်မပါဘူးပေါ့ဒီလိုအခွေလေးနဲ့လာတယ်သူကလေ အဲ့ဒါလေးတွေဟိုလေမင်းပေါက်လေးတွေဟိုပုံမှန်အင်ကြီးတွေဆိုလို့ရှင်လည်းပခုံးတွဲတာတွေလက်တက်တာတွေပေါ့နော်လက်နေရာတွေဘာဒီမှာကက်လေးရှိတယ်မရှိဘူးဆိုလို့ရှင်ရင်တော့ကော့ပိတ်တို့ရှိတဲ့ဖြူစင်ပဲတို့ပဲကက်လိုက်လေးရတယ်နော်အဲ့ဒီဆုံးကြောရင်ပူလိုက်မယ်နော်ကြောကိုဒီမှာကတ်ထားပြီးတဲ့ဟာတွေရှိပြီဆိုလို့ရှိရင်ချုပ်စာလေးစိတ်ထားရတာဆိုတော့လေးစိတ်တိုင်းမယ်ချေတော့ချက်ချုပ်မယ်နော် ပြီဆိုလို့ရှိရင်ခြေရော်ဒါကို open sim လုပ်ပြီးတော့မိမှုတိုက်ခဲ့တယ်နော်တိုက်ခဲ့ပြီးပြီဆိုတဲ့အခါကျတော့တစ်ချက်ဟာဓာတ်ဆက်လိုက်လိုက်လည်းရတယ်နော်ဓာတ်ဆက်မသုံးဘူးဒါလေးကိုဒီနှစ်စိတ်လောက်လေးပြန်ခောက်ပြီးတော့မှတစ်ချက်ဟာချုပ်သွားမယ်နော်ကိုစားတက်မယ်ပေါ့နော်ကိုစားကတော့ပုံမှန်တိုင်းမယ်ဒီမှာတစ်ချဲတို့ဒီကနေဒီအထိရှိမဲ့အရှိကိုတိုင်းမယ်နော် တိုင်းပြီးတဲ့အခါကျလို့ရှိရင်နှစ်ခွဲပြားညှက်လာခဲ့တယ်ပေါ့နော် နှစ်ခွဲပြန့်ညက်လာခဲ့တယ်ပိစာဟိုအရန်ပျော့လို့ပါလို့ကော်ပိတ်ကက်ရှင်နဲ့ကတ်ပေါ့နော်ဒီချဲတော့ပျော့တော့ပျော့တယ်သူတို့တိတ်မပါလို့ကော်ပိတ်မကတ်တော့ပါဘူးအဲ့ဒါလေးကိုချုပ်စာလေးစိတ်နဲ့ကိုစာတွဲသွားမယ်နော်တွဲပြီးတော့မှပူရာညက်ထုတ်လိုက်မယ်ဟုတ်လို့တခါလေးပဲဒီလေးပဲအဝိုင်းတိုင်းညက်ထားခြင်းလေးရတယ်ကိုအစင်တွေတလုံးလို့ပေါ့နော် ာတွဲပြီးပြီဆိုလို့ရှိရင်ချုပ်စာကိုကွက်စာရှိတဲ့ဘက်အချမ်းကိုလှန်ပြီးတော့မှအကြောင်းထပ်ပေါက်တယ်နော်သူ့မှာဒါပိုးဝင်လေးဖြစ်နေမှာပေါ့နော်ပြီးရသေးတယ်ပြီးပါတယ်ဟိုအခြေခံပါပါဆိုလို့ထည့်ပြောတယ်နော်ညက်ပြီးပြီချုပ်ပြီးပြီဆိုလို့ရှိရင်ဒီ level အတိုင်းလေးအဲ့ကြမှာဒီပို့ထားတဲ့ပိစာလို့ညက်လိုက်မယ်နော်မဟုတ်လို့ဟိုတခါတည်းပဲကွက်တီ level အတိုင်းပဲညက်လာပြီးမှတွဲခြင်းလည်းရတယ်နော်ဖန်များအတွက်ကတော့ အရှိကိုလိုတလောက်အရှိပေါ့နော်အရှိဆိုတာဒီအရှိရင်ပက်အချမ်းရင်လေပင်ရနေအောက်ထိရှိတဲ့အရှိကိုမတလက်မလောက်ပို့ပြီးတစ်ချဲညှက်ထားတယ်အကျဲက၅လက်မပြားညှက်ထားတယ်ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုဓာတ်ဆက်လိုက်ပြီးတော့ဒီလိုမျိုးအလှဘက်ကိုလှမ်းထုတ်ထားတယ်ပေါ့နော်အလှဘက်ကိုလှမ်းထုတ်ထားတယ်အဲ့ဒါလေးကိုမိမှုလေးတစ်ချက်ဖြီးထားမယ်နော်ပြီးပြီဆိုလို့ရှိရင်ဟိုဘက်အချမ်းမှာသူ့အလဲရခံပြီးတော့အပေါ်ကအပေါ်ကကုတ်စာတင်ပြီးတော့ချေလို့တွဲမယ်ပေါ့နော်အဲ့ဒီရှာပြားလေးကိုအရင်တင်ပြီးတော့မှအပေါ်ကနေကုတ်စာဟိုဘက်ချမ်းလို့ပဲနော် ့ဥစ္စာအပြားကိုတင်လိုက်မယ်။တင်ပြီးရင် တွဲမယ်ပြီးတော့မှအပေါ်မှာပိုရာလေးကိုညှပ်ထုတ်မယ်။ဟိုဘက်ခြမ်းလိုပဲနော်။ပိုသွားတာဆိုလို့ရှာခံများလေးထည့်လိုက်တာလို့ရှိတယ်နော်။ตู้เลยหัวจานลงมาโลเว้ยกุษาโอชาปะแบบอาจารย์โอเตะพี่รอตะจองตีแกไปมั้ยเนาะเลเวลลงกูก็มั้ย လုံးကုဖို့အတွက်ဆိုလို့ရှိရင်မလှဘက်ကနေအရင်ချုပ်မရှိတော့เนาะချုပ်ဖို့တော့ဒီမှာအဆွေပြားညက်လာတယ်ဒါကတက်နှစ်စိတ်အကျဲလောက်ရှိတယ်เนาะအဆွေเนาะညက်လာပြီးပြီဆိုလို့ရှိရင်မလှဘက်ကနေတင်ပြီးတော့ချုပ်စာ၃စိတ်ဒုမဟုတ်ပြီးကြပြပါဘောเนาะကိုလက်နိုင်တဲ့လောက်ချုပ်ပါမယ်ရရှိလို့နဲ့ခောက်ပါ ရပြီဆိုလို့ရှိရင်အလှဘက်ကိုလှန်တယ်ဒီချုပ်စာကိုတင်း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 အောင်ညှက်ပလိုက်တယ်เนาะတင်း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 အောင်ညှက်ပြီးတဲ့ခါကျလို့ရှိရင်ဒီကွတ်စာကိုဒီလိုအင်းဒီမှာတဝက်เนาะညီရရเนาะပြီးနောက်ထပ်ဒီဘက်ကိုเนาะအဲ့လိုလေးတွေတင်ပြီးတော့ထိမ့်ပြီးတော့အလှဘက်ကနေကြည့်ထုတ်ပါမယ် ေးတွဲမယ်နော်ဘေးတွဲတာကိုချုပ်စာခြံထားတဲ့လောက်တွဲမယ်ပုံမှန်ချုပ်စာတစ်လက်မှခြံတစ်လက်မှ6စိတ်ခြံ6စိတ်တွဲလာပြီးတော့ဂျိုင်းနာရောက်တဲ့အခါကျလို့ရှိရင်ချုပ်စာလေးကိုသေးပြီးတော့ချုပ်သွားမယ်သူ့ဘုကကသေးပြီးတော့မချုပ်နိုင်ဘူးဆိုလို့ရှိရင်ပုံမှန်အတိုင်းချုပ်သွားပြီးတော့အဲ့ဒီဂျိုင်းအကွေးနာလေးကချုပ်စာကိုသေးအောင်လေးပြန်ညှက်ထုတ်လိုက်မယ်နော်နေစီဘူးကျဲသည်လို့ပုံလေးရနောက်ဗီဒီယိုတစ်ခုနဲ့ပြပေးမယ်เนาะ online class group မှာတော့တခါတဲ့ဗီဒီယိုတစ်ခုတည်းအပြီးအကုန်လုံးပြပေးထားပါတယ်